မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုရုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေဦးဇင်းလည်းမကွေးကိုရောက်တာနှစ်ရက်ရှိသွားပြီအခုဦးဇင်းရောက်နေတာက ထနောင်းရင်ဝင်စာပြေဝိုင်းတယ်မကွေးသားတွေအများကြီးရှိတယ်ဒီထက်မှာဦးဇင်းရဲ့မိတ်ဆွေစီမျိုးတွေနဲ့အားလုံးတော့စာပြေချစ်တဲ့သူတွေရဲ့အလုပ်လို့ဦးဇင်းသိရတယ်ဒါကိုဦးဇင်းအမှတ်တရလာပြီးမှတန်းလေးတင်းရင်ရောက်လာတာဖြစ်တယ်ဘုရောမြင်တွေ့ရတဲ့သူတို့ရဲ့ဒါပရိုဂရမ်မတစ်ခုတစ်ခုပေါ့ဒါအမြဲတမ်းလုပ်နေကြလမ်းကြောင်းလေးတစ်ခုပေါ့စာအုပ်ကလေးအကုန်လုံးတင်ထားတာတွေ့ရတယ်ပတိဦး ေါ့ကောမီဒါလေးကဥစဉ်ရဲ့ငွေချင်းလို့ပြောမယ်ကိုယူနိုင်ကြီးကစတယ်လို့သိရတယ်လှုပ်ရှားရတော့အများကြီးပဲလှုပ်နေလည်းအများကြီးပဲကောင်းပါပြီဓမ္မမေဆိုနေနေတီးတင်တိတိုက်တာဒါတော့ကိုမောင်ကြီးကဥစဉ်အကိုအကောင်တော့ရှင်နာဟုတ်ကူလားကိုတင်အေးကလွမ်းရဖြစ်သွားတယ်နော် ီမှာတော့အမတ်တရားနဲ့အတူဒီမှာအမြဲတမ်းကြပြရုပ်ပွဲတွေလုပ်တယ်။ဦးဇင်းကတော့ဟိုအကောင့်ဆက်မိနေလဲကြီးဖြစ်နေတယ်။ဟောပြောပြောသူ့ညာနဲ့သူတော့တိုးတက်နေပါတယ်။ကောင်းပါပြီသူလည်းလူဆုံးနေဖြစ်တဲ့ဦးဇင်းနဲ့ဘုရားမင်းညာပြီးတော့ဆက်လက်မတ်တန်ကြီးတင်သွားပါမယ်။ဟောဘုရားဆရာတော်ဖျားကြီးရဲ့ပြိသက်သမုတ်ပိုင်းတရားနဲ့သူကိုယူနိုင်ကအေးရဲ့ကုန်းသူ့အဖေဖြစ်တဲ့ ရည်စင်းဒီကကြီးရဲ့တောင်းဝင်ဆက်လုပ်တယ်။ကောင်းဦးဇနုစီမိကြပါလား။အားလုံးမင်္ဂလာပါဗျာမင်္ဂလာပါဗျာအေးဟုတ်ပြီတိုင်းပြီနော်တိုင်းပါပြီအင်းလက်ထိုင်ရကမ်းလားကဲမင်းဆက်ပေါ့ဒီကတော့တော့ဓနောင်းဝင်စာပြီးဝမ်းရဲ့ဥက္ကဋ္ဌပါဗျာအင်းဟုတ်ပြီဥက္ကဋ္ဌဆိုတော့မကွေးတိုင်းဒေသကြီးမှာရှိတဲ့စာရေးသူ နော်စာပေဝါဒနာပါသူစာချစ်သူတွေနဲ့ပေါင်းစုထားတဲ့စာပေဝန်းလေးတစ်ခုဖြစ်ပါတယ်။အင်းအင်းစာပေဝန်းဆိုတဲ့အတိုင်းပေါ့လေဒီစာရေးဆရာတစ်မျိုးတည်းမဟုတ်ဘူး၊ကြပြားဆရာတစ်မျိုးတည်းမဟုတ်ဘူး။အင်းနော်စာပေချင်းမြတ်လို့သူအကုန်လုံးစာဖတ်သူစာရေးသူအပြင်စောင်းထုံးဝေသူစောင်းငါသူစာချစ်သူစောင်းနဲ့ပတ်သက်တဲ့သူမှန်တယ်များဒီခဏောင်းရေးဝန်စာပေဝန်းမှာစုံစည်းကြပြီးတော့ကြပြားယူကြစာပေဆွေးနွေးကြပေါ့လေအဲ့လိုစာပေဆွေးနွေးပွဲလေးတွေပြုလုပ်တဲ့စာပေဝန်းဖြစ်ပါတယ်ဗျာ။ကဲထိုင်ပြီးပြောကြမှာဟုတ်ပြီ။ cái rồi không có điều gọi mình sẽ bỏ Nhà nên đừng có lao này bọn ဥစဉ်ကဒီကောင်ကနဲ့ဥစဉ်ကဒီကလေးပဲထဲသွားဆိုတော့အတန်းနဲ့နဲ့တော့မြင်မှရမှာနီးရင်တော့ကောင်းတယ်ကားပြောတာဘယ်နှစ်ဆံဘူကောင်းတယ်ရတယ်ဘယ်တော့တကယ်ရဘူးလေဥစဉ်တပည့်တော့မှန်းမိဘူးလားမှန်းမိတယ်နာမည်နဲ့ဟိုစားနဲ့ဥစဉ်မှန်းမိတာဘယ်နာမည်မြင်ခိုင်းနေဟောဤကုမကညောဘူးဟုတ်ပြောဒီမှာစာပွေဝိုင်းမှာတော့ပြောပြောနေရတယ်ဟမ်ကျော်ကျော်ခိုင်းမကွေးဆိုရင်နာမည်နဲ့အားရပါတယ်ချင်းရင်တော့ရှံကောင်းမကွေး ရှင်ရေးတဲ့ခါကျတော့အဲ့လိုရေးပါတယ်ဆရာဦးစောလိုက်တပည့်ဆိုတော့ကျက်ဆက်လေးရေးပါတယ်ကျက်ဆက်ရေးတဲ့နာမည်ကတော့ကျက်ဆက်ကျောင်းရင်စော်မြစ်ခိုင်ဆိုတဲ့နာမည်နဲ့ရောင်းပါတယ်ကျက်ဆက်လေးပဲကျက်ဆက်လေးပဲရောင်းရလားရောင်းရပါတယ်ခုခုနောက်ပိုင်းတော့သုံးနှစ်လေးနှစ်လောက်ရှိပါပြီကျက်ဆက်မရောင်းရဘူးရင်တော့ကတော့ကျက်ဆက်တွေပဲလဲမှာလို့ရှိရင်ရောင်းရပါတယ်ဩအချင်းလေးပါလို့ရှိရင်ရေးပြပါဦးဦးဦးတင်္ဂလာသားဆိုတော့ဦးစင်းလေးပြောစရာမလိုဘူးပေါ့ ပြီးတော့နှောင်းရင်ဝင်စာပေဝိုင်းမှာလာဒီဘက်လာဒီနလာပါလားဟုတ်ကဲ့ကောင်းခဏနေရာလေးပြောင်းလာလေကဲပြောပါအဲ့တော့ပြောမယ်ဆက်ပြောအဲဟုတ်ပြီဆက်ပြောလေရရလေဒီကကြီးရဟိုအမှန်နဲ့မြန်ဥစဉ်ဒီကကြီးကိုတိနေရလေဟုတ်လားဟိုတိုင်းပြောတိုင်းပြောတိုင်းပြောလေကဲကောင်းလေ ကောင်းပါပြီဒကာကြီးကဟိုသင်္ကားရမယ်ဒကာကြီးလည်းမင်းသားလောက်ကခဲ့ပြီလိုက်ပါဆရာဆောလိုက်တပည့်ဆောဟုတ်တယ်အဲ့ဒါဥပဇန်မှာကုတင်ကြီးနဲ့ကြတော့ဘလို့ကွာမလဲကုတင်ကတပည့်တော့ထက်ကနည်းနည်းစီနီယာဖြစ်တာပေါ့စီနီယာဖြစ်တာပေါ့ခုနကပုံကြီးကုတင်ပုံကြီးဒါပြောင်းသွားတယ်ဆိုင်ကြပြီးတော့အဲ့တော့ကပြောပြပြီးတော့ဥပဇင်ကားလိုက်ကျိုးကုဆောလိုက်သားဆိုလည်းနှစ်ပတ်မိကုန်လေးမိပြန်ပါပေါ့ဒကာကြီးရဲ့အယောင်ဝဆုံးအဲသချင်းအဲ့လိုနာမည်အကြီးဆုံးဥစ္စာဘာတွေရှိခဲ့ရောက်စားလာတာကတော့အဓိကကတော့ မြန်မာတို့ရဲ့လူပေါ့ဩဒီဒီရှန်ကောင်းမကွေးနာမည်နဲ့စီဒီထွက်တာဟုတ်လားအဲအဲဒီဆိုရဲဒီဆိုရဲအောင်ကျော်ဥပဒီကုန်းတို့ပိုင်းအိမ်ဆန်တို့နေရဲလင်းတို့နိုင်တဲ့ဦးတို့နောက်စားရေးတဲ့ဒုနေဆိုးအောင်တို့ဆရာဒုနေဆိုးအောင်လည်းဆရာဒုနေဆိုးအောင်တို့အားပါစားကြဆိုပြီးထဲမှာဆိုရဲပေါ့နောက်တပြီးတော့အသေးရလေးလေးကြီးလာတော့ကိုယ်တိုင်တော့မဆိုးပြဘူးပေါ့ဟုတ်ကဲ့လည်းအမှုပြန်ငကွက်တယ်ပါတော့ပါတယ်ပါတယ် ရှောင်းစောလိုက်စီမာလဲသတိဟုတ်တယ်ဘယ်ငယ်ချင်းလူပဲဆက်ပြီးခေါ်မိခိုင်လဲပြီးတော့ပြီးတော့လို့လဲပေါ့အဲ့ဒါပထမကိုသက်ခိုင်လို့ကိုသက်ခိုင်မကိုသက်ခိုင်လို့ပြီးပြီးတော့လို့ပဲပေါ့အဲ့ဒီသွေးရနေပြီးတော့ရေးလာလိုက်တာနားလိုက်ကောနားလိုက်ပြီးအဲ့ဒါလေးအကုန်လုံးအကျော်ဖြတ်ပေါ့ပြန်စားရေးတာလည်းမလုပ်တော့ဘူးသင်းရေးတာလည်းမလုပ်တော့ဘူးဒါပေမဲ့ဦးစင်းရဲ့တပြီးတော့ကန်ချောင်းကန်အကျောင်းကံကောင်းအကြောင်းလာတယ်ခေါ်မှာပေါ့။အင်းပြောပါဦး။ဒါရေချင်းအလုပ်ကိုတပြီးတော့စိတ်ပြတ်ထန်နဲ့ရပ်လိုက်။အင်း ာလို့ညံ့တော့ဆိုတော့ဒီတော့ငငယ်ရတဲ့စာရေးတွေစာဖတ်တယ်။နောက်ကျေးဇူးရှင်ပြောမယ်ဆိုတော့ဥစဉ်ပြီမလားမပြောဘူး။ကျွန်တော်တို့ဒီဒေသနာစီကတောင်းလာရှိတယ်။ကိုတန်းအေးစပင်ညက်ဆိုင်။အင်းကိုကိုတန်းအေး။အဲဒီတော့အကြောင်းနေတဲ့ဉာဏ်ပညာလေရန်နဲ့ပြီးခဲ့အောင်။အော်အင်းဟုတ်ပြီ။ဒီတော့ပညာရေးဆက်လည်လာကျင်တာကိုဘွားပေးချင်တယ်ကောင်းတော့။အင်း။ကျေးဇူးရှင်ကြီးတော့ဂရုတိခွန်ယူစေဝရမှာပါပါတယ်။ ဆဘင်ရဆိုင်ပါလေကိုတိုင်းဆဘင်ဆိုင်မှာဦးတို့ဆောင်းမှာစပယ်ရှယ်ထားတာဦးလင်းဟိုစားလက်ဖက်ဆိုင်ပြီးဟုတ်တယ်ဟုတ်တယ်ဒီမှာတိုင်းရဲ့အဖေရအရင်ညက်ခဲ့တာဒီမှာဒီမှာအဲ့ဒီဆိုင်ကဂျေဇူးလို့ခေါ်မယ်အဲ့ဒီဆိုင်မှာဆောင်းဖတ်ချင်းသွားဖတ်တယ်ဟုတ်တယ်တို့ကလေးတွေကအဲ့မတေးစားလို့အကုန်လုံးအဲ့မှာလေးလာဒီကွာလေးလာတယ်အဲ့ကနေစာရေးချင်းကိုနားပြီးတော့တပြီးတော့ရက်ထိုင်းရနေပြီးတော့ဒီနှောင်းရင်ဝင်စာပေဝင်းကဆရာနိုင်ယူဝင်နေတပြီးတော့ပြန်တွေ့ဩသူနဲ့မတွေ့ခင်မှာဘာကြောင့်စိတ်ပြက်တုံးဆိုတော့ ဦးဇင်ပြောမရသေးဘူးဇင်အင်းပြောလိုက်ပေါ့ဆိုင်းစရာတော်တော်များများပေါ့ဆိုင်းစရာတိုင်းတော့မဟုတ်ဘူးဆိုင်းစရာတွေကနေရာရပြီဆိုလို့ရှိရင်နောက်ကလောင်သေးကလေးတွေဝေဖန်တဲ့အခါမှာစိတ်အားရော့အောင်ဝေဖန်လိုက်ကြတယ်ဒါပေမဲ့အဲ့ဒီဆရာရောလားသူတို့အပြစ်တင်တာမဟုတ်ပါဘူး။စာရေးဆရာတွေကသူထုံနှန်းဆင်လာပဲနဲ့တူပါတယ်။ဘုသူရေးပြီးသွားပြရင်အာငါတို့ကမပြင်ကောင်းမှုရောက်မင်းကိုယ့်အကိုဆက်ရည် ကျတော့ရေးတယ်လို့စိတ်ပြက်တာပေါ့။อืมอืมอืมအဲ့ဒါနဲ့ပဲဇာရင်ချင်းရက်လိုက်တော့ဆရာနိုင်ယူဝင်နဲ့တွေ့တော့ဆရာနိုင်ယူကဆရာလို့ခဏလာလေပြောပါတယ်ဒီစကားကိုဘလို့လို့ဆို။ तू ကကြာသူများနဲ့မတူဘူး။ဘလို့မတူတော့ဆိုတပိတော့အဲ့မှာ तू ဝုထုလေးရေးပြီးတော့သွားပြလိုက်တာကျတော့မပြင်ကောင်းဘူးလည်းမပြောဘူးပြင်ပြင်လို့မဖြစ်ဘူးလည်းမပြောဘူး तू ကဂျင်နာအောင်ခုနရွှေဖလားနားကွဆိုလို့ပေါ့နည်းနည်းလေးပြင်ပေးလိုက်တာနဲ့อืมอืมอืมဒီပြတော့ရင်းနဲ့ကြည်နူးကအများကြီးဖြစ်သွားတယ်။ အာဟုအာရရှိတယ်လို့ခံစားလိုက်ရတယ်။အဲ့ဒါနဲ့တပည့်တော်အာသွန်ခွန်ဆိုင်နဲ့ကိုယ်မှရှိတဲ့ခွန်ကနေဆက်ရေးတဲ့အခါကျတော့ဟိုပုံမလင်းလင်းပြောရင်တော့အချင်းရေးစရာဘဝကိုခုနကပြောလို့ပေါ့ဆူတော်ဒီမှဆူတယ်ဆိုတဲ့ဘဝကိုရောက်ရခြင်းလေဆရာနိုင်ဦးကြီးဂျေဇုကြောင့်လို့ပြောရမှာပါ။အင်းတပည့်တော်နှစ်တရာပြည့်တုန်းကဖျားပီးလင်းဂျေဇုခြင်းဆိုဘုကျော်ဆန်းတခြင်းကြီးရအဲစတယ်ပြောကြပါလို့ဆရာနိုင်ဦးဝင်နဲ့အဲ့လိုလေးတပည့်တော်ဒါလည်းဟိုဦးစင်းနဲ့ဂျုံကြိုက်တော့ဆရာနိုင်ဦးကြီးဂျေဇုရှိတာကိုလည်း အရင်တည်းကလှိုက်လည်လည်နဲ့ပြောရင်မှတကယ်တကယ်ဆိုရင်တပြီတော့စာရေးခြင်းကိုရောက်ပြီးပြည်ပြီဆရာနိုင်ယူရဲ့အားပေးခြင်းချီးမြှင့်ခြင်းဒါတွေကြောင့်တပြီတော့ဒီစာရေးခြင်းအလုပ်ကိုဆက်ပြီးလုပ်လာတာကြာပါပြီအဲ့ဟောပေါ့2016ဆိုတော့25 19နှစ်ရှိပြီဆရာနိုင်ယူနဲ့တွေ့ပြီးမှစိတ်ရေးတာအခုချိန်ဒီတော့ရေးတော့မှအခုတော့ဟိုအခုခက်ကလည်းခက်တာဟိုဟုတ်သဖြစ်တာမီဒီယာစတိုင်နဲ့ပြောင်းသွားတယ်မှန်ပါဟိုရင်တော့စာပြီး နာဟိုရင်နဲ့တီးပြောင်းမှရေခဲ့တဲ့နောက်ရိုးစားရေပေါ့အခုဒီတစ်ခုအလိုပြောင်းလဲလာတယ်ဟောဦးလေးလာအဲဦးလေးရှင်းပြီးတော့အဲဒီလိုလေးဦးနေဒီလိုကဒီလိုကအခု